အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျဆိုးပါ PP Media ဖြစ်ပါတယ်ခင်ဗျာဒီနေ့မေလာ20ရက်နေ့အထူးကြတဲ့သတင်းချိုးကောင်းတို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီဗမော်မြို့အခြေအနေနဲ့ဖားကမြို့အခြေအနေကိုတင်ပြပါမယ်ဒီနေ့မူလပိုင်းမှာဗမော်မြို့စကားက20တိတဲ့ကိုဆင်းသက်တဲ့ဒီရိုင်းရင်၃စီးအနက်နှစ်စင်းကိုစစ်သူကြွ KI ကပြစ်ခတ်နိုင်ခဲ့ပြီးတော့ဒဇင်းကသူတို့ပြက်ကျသွားတယ်လို့ KI ဘက်ကတော့ပြောဆိုနေတာတွေ့ရပါတယ်ဒီအခြေအနေပတ်သက်ပြီးတော့ကျွန်တော်တို့노ဘူးကလည်းအခိုင်အမာပြောနေပါတယ်ဒီပြောဆိုမှုအပေါ်မှာဒီ NGO ရဲ့လက်ကင်တို့တွေပြီးရင်ကျွန်တော်တို့ပြည်ပလက်ကင်တို့မီဒီယာတွေကတော့ဝဝေဆဆဖော်ပြနေတာတွေ့ရပါတယ် ဲ့တော့ကျွန်တော်ဒီချိန်တွေကတကယ်ပဲပြစ်ချနိုင်ခဲ့သလားတကယ်ပဲသူတို့ပြောသလိုဟုတ်ခဲ့သလားဆိုတော့ကျွန်တော်တို့သိချာတော့မသိပါဘူးအဲ့တော့ဒီနော်ဘူးအနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်သူတို့ပြောတော့ဒီရွှေကူမျိုးရဲ့16မိုင်ကအကွာ15မိုင်ကအကွာတောအုပ်ထဲမှာကြားတယ်လို့သူဘက်ကပြောဆိုနေတာတွေ့ရတယ်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ခင်ဗျားအနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြပါဓာတ်ပုံထုတ်ပြပါအဲ့တော့ဒီဘယ်နေရာမှာဘယ်နေရာမှာသူတို့ပြစ်ချနိုင်ခဲ့လို့ရရင်ကြားတယ်ဗျဓာတ်ပုံမှာထုတ်ပြလိုက်ပါလက်ရှိသူတို့တင်ပြထားတယ်သူတို့တင်ပြနေတဲ့ဒီရုပ်သာဖိုင်တွေပေါ့ ်တို့တို့ရဲ့ဒီဆိုရအောင်စုမီဒီယာတွေမှာဖော်ပြနေတဲ့ဒီရုပ်သံဖိုင်တွေကတော့ကျွန်တော်တို့ရခင်အောင်းတွေကိုပြန်ပြီးတင်ထားတွေ့ရတယ်တင်ထားတာတွေ့ရတယ်တော့အဲ့မှာကျွန်တော်တို့노ဘူးပြောတဲ့အခြေအနေကိုကျွန်တော်မူရင်းနိုင်မယ်တင်ပြပါမယ်ဘုကအာတို့အနေနဲ့ဒီပုံမျိုးကိုစစ်ကူလာဖို့တဲ့ဒီရိုင်းရင်သုံးစင်းမှာတို့ပြက်ခတ်တာနှစ်စင်းကိုထိမှန်ပါတယ်တစ်စင်းကတော့ရွှေကူမျိုးနဲ့ဆလေးမိုင်ကအကွာတော်တွေကိုပြက်ချသွားပါတယ်နောက်တစ်စင်းကတော့ဒါရွှေကူမျိုးနီးကိုဆင်းသက်နိုင်ပါတယ်လို့တို့ကတော့သူကတော့ပြောတယ်ဒါတော့သူပြောတာပေါ့ဗျာအဲ့တော့ နောက်ဘူးအနေနဲ့တကယ်ပဲဒီရဟန်းကြီးကိုပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဒါတို့အနေနဲ့မကြခင်ရပိုင်းဒါတရနေ့သုံးရက်လေးရက်ပေါ့ဗျာနောက်ဆုံးနောက်ဆုံးပြတပတ်အတွင်းမှာအဲတပတ်အတွင်းမှာတို့ဓာတ်ပုံထုတ်ပြပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတကယ်ပဲလုံနိုင်ခဲ့တယ်မလုံနိုင်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ဓာတ်ပုံဓာတ်ပုံရရင်ဒါတကယ်ဟုတ်ခဲ့သလားမဟုတ်ခဲ့သလားဆိုတော့ဒါသိတာတဲ့ဒါတတ်တည်လည်းဖြစ်တယ်သိတာတဲ့ဒါကလည်းဖြစ်တယ်။ဒီပုံမှာကျွန်တော်တို့ဟုတ်ချင်းမဟုတ်ချင်းညင်းနေတာမဟုတ်ဘူး။နောက်ဘူးအနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြဓာတ်ပုံထုတ်ပြဒါဆိုရင်တော့ကျွန်တော်တို့ဟုတ်တယ်မဟုတ်ဘူးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ ီဘက်မှာကျွန်တော်ကဟောက်တယ်မဟုတ်ဘူးကျွန်တော်ညင်းနေတာမဟုတ်ပါဘူးနောက်ဘူးရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့သူတို့ကပြစ်ချနိုင်ခဲ့တယ်တောအုပ်တွေကတစည်းကြပါရဲတစည်းကြပါရဲပေါ့ဗျာဆိုတော့ကတစည်းပြုတ်ကြတစည်းကတော့တည်တည်ချာချာပြတ်ကြတယ်ပေါ့ဗျာတစည်းရရင်တစည်းပြတ်ကြမှုကတည်ကြတယ်ကျတဲ့တစည်းကတော့မတည်ကြဘူးဒါသူတို့ပြောဆိုမှုတုံးသီးလာတယ်တုံးသီးမှသူတို့နှစည်းပြစ်တယ်နှစည်းနှစည်းကိုပြစ်ခတ်နိုင်ခဲ့တယ်နှစည်းကိုပြစ်ခတ်နိုင်တဲ့အခါမှာတစည်းကတော့ဒီရွှေကူမျိုးထဲမှာသူတို့ဆင်းသက်နိုင်ခဲ့တယ်အနည်းပေါ့ဗျာနောက်တစည်းကတော့ကျွန်တော်ရွှေကူမျိုးထဲ14ပိုင်းကအကွာမှာအကွာမှာဒါပြတ်ကြသွားတယ် ပြတ်ချသွားတယ်အဲ့တော့ဒါတော့ဘူးပြောတာအဲ့တော့ဒီသင်လေးပြန်ချောင်းအောင်မယ်ဆိုတော့ဘူးလေးနဲ့တကယ်ပဲပြတ်ချနိုင်ခဲ့တယ်ဆိုရင်တပ်ပုံထုတ်ပြပါတပ်ပုံထုတ်ပြပါကျွန်တော်တို့ဒီတပတ်တော့မှသူထုတ်ပြန်နိုင်မှာပေါ့ဗျာလက်ရှိတော့ဒီကနေ့ညနေအာဒီ9:00 9:35အချိန်ဒီပေါ့ဗျာ9:00 9:35အချိန်ဒီသူတို့ကပြောနေတာကတော့အာသူတို့အနေနဲ့ဒီပြတ်ချတဲ့နေရာကိုတွေ့သွားပြီးတော့သူတို့ဖွဲ့ရောက်သွားပြီးတော့အသိသွားပြီးဆိုတဲ့အချိန်ဒီတော့ဒါသူတို့ကပြောစုံတော့တရားတွေ့ရတယ်တို့တော့လည်းပဲကျွန်တော်ဓာတ်ပုံမှတ်တမ်း ရုပ်သံပိုင်းဗီဒီယိုကလစ်မှတ်တမ်းနဲ့ပတ်သက်ပြီးတော့တို့ဘက်ကလုံးဝလုံးဝထုတ်ပြန်နိုင်ခြင်းမရှိဘူး။ကျွန်တော်တို့ဒီအချိန်ဒီပုံမှာဟုတ်နိုင်တယ်မဟုတ်နိုင်ဘူးကျွန်တော်ငင်းနေတာမဟုတ်ဘူး။ဟုတ်နိုင်တယ်မဟုတ်နိုင်ဘူးပြောနေတာမဟုတ်ဘူး။တကယ်ပဲဟုတ်တယ်ဆိုရင်တော့အနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြဗီဒီယိုကလစ်ထုတ်ပြန်။ဒါဆိုရင်ကျွန်တော်တို့ဒါသိရမှာဖြစ်ပါတယ်။အဲ့တော့ရှင်းပါကျွန်တော်တာသကားရည်ရှိခဲ့တယ်။အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီ KNU အဖွဲ့တွေ KNU နဲ့ PDF အဖွဲ့တွေပေါင်းပြီးတော့ အာမြောက်လူမျိုးတို့တိုက်တယ်ပေါ့ဗျာမြောက်လူမျိုးတိုက်တယ်နောက်ဆုံးအမှတ်ရှိတဲ့ဒီလုံချုံတက်ခွဲကလည်းနောက်ဆုံးကျွန်တော်တို့တစ်ပတ်တိုင်းပြည်မှာနေဆက်အမှတ်နဲ့တရားမှာပြန်ပြီးတော့ခံစစ်ပြပြီးပြန်တိုက်ခဲ့တဲ့အနေအထားတွေတွေ့ရတယ်နောက်ဆုံးကျွန်တော်စစ်ကူပြုတ်ကူတွေရောက်လာတဲ့အခါမှာဒီတက်မတော်ကဒါ KNO ပါဝင်စစ်သည်ရောအုပ်စုတွေအားလုံးကိုကျွန်တော်တို့ဒီမြောက်လူမျိုးပေါ်နေပဲရှင်းလင်းနိုင်ခဲ့တယ်ရှင်းလင်းနိုင်ခဲ့တယ်အဲ့လိုသူတို့ကအဲ့ကျွန်တော်ကျွန်တော် KNO ရဲ့ပြောရေးဆိုခွင့်ရှိတဲ့သူကအာသူတို့တွေကမြောက်လူမျိုးကြီးအလုံးစုံထိန်းချုပ်နိုင်သွားပြီအလုံးစုံထိန်းချုပ်နိုင်သွားပြီအဲ့တော့ အာသူတို့ပြောရဲရိုက်စကောင်းစီတက်တရတော့ဒီတောင်ရင်ပြကန်းသားမှာပဲရှိတော့တယ်သူတို့တမျိုးလုံးထိချုံနိုင်သွားပြီစသဖြင့်ဘယ်နေရာထိနေဘယ်နေရာထိနေဆိုပြီးတော့သူတို့ဝါရားဖြန့်ခဲ့ကြတယ်တကယ်လည်းဒီတက်မတော်ကတကယ်လည်းကျွန်တော်တို့ဒီနေပြည်ရှင်းလင်းမှုတွေကိုလည်းတကယ်လည်းလုပ်လိုက်တော့ဒီအကြမ်းဖက်သမားတွေမျိုးပေါ်ဝင်ပြီးတော့ကျွန်တော်တို့ဟိုးအောက်ထဲကိုဆင်းသွားတယ်ဆင်းပြရတယ်ဗျာယနေ့ဒီကသူတို့မကတ်နိုင်သေးဘူးရောင်းဝင်မျိုးယနေ့ဒီဒီဆက်တွဲကြောကင်းနေအုပ်စုတွေမကတ်နိုင်သေးဘူးရှင်းပါလဲကျွန်တော်အဲ့လိုတာတကားရှိတယ်အဲ့လိုတာတကားရှိရနောက်ပိုင်းမှာဒီ KNY ပြောရေးဆိုခွင့်ရှိတဲ့သူကတော့နောက်ဆုံးသူမီဒီယာရှေ့ကိုထွက်မလာရတော့ထွက်မလာလုံးဝပျောက်သွားတာ တော့တော့ဘူးလေဟာသူပြောတာတကယ်မှန်တိုင်းမမှန်တိုင်းဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုရင်တပ်ပုံထုတ်ပြပါကျွန်တော်တို့စောင့်ကြည့်မယ်ဟုတ်ဖို့ကျွန်တော်စောင့်ကြည့်ရအောင်ဗျာအဲ့တို့ပြောတာကသူတို့ရဲ့ထိကျုပ်တဲ့နေရာမှာရဟန်းပြစ်ကြတယ်ပေါ့အဲ့တော့သူတို့ရဲ့ထိကျုပ်တဲ့နေရာမှာရဟန်းပြစ်ကြတယ်ဆိုတော့သူတို့ရောက်ရှာပါဗျာရောက်ရှာပြီးတပ်ပုံတင်ပါဗျာဟုတ်တယ်မဟုတ်ဘူးဗျာဒါကျွန်တော်စောင့်ကြည့်ရမှာ ်စောင့်ကြရပါအဲ့တော့ဒါကကျွန်တော်တို့ဘာမှမပြောအခြေအနေဘာမှမပြောအခြေအနေနဲ့ပတ်သက်ရင်တက်မလို့ကတော့ကျွန်တော်တို့လက်ရှိရှိနေတဲ့နည်းမျိုးအားလုံးကိုကျွန်တော်ရခဲတိုင်းပဲကျွန်တော်ထိချုပ်နိုင်တယ်တိုက်ပွဲတွေကတော့ကျွန်တော်ငြိမ်သက်နေတယ်ဒီတက်မလို့တော့လိုအပ်တဲ့ကျွန်တော်တို့ဒီ drone drone တွေနဲ့ကဲတောက်ပြီးတောက်ချောက်ကြီးနည်းမျိုးရှစ်လုံးမျိုးတောက်ချောက်တောက်ချောက်လုပ်နေတယ်ဒီလေချောင်းပြုတ်ကူတွေတောက်ချောက်ရှိနေတယ်ဒါတော့ကျွန်တော်ဘာမှမပြောအခြေအနေနဲ့ပတ်သက်ရင်တော့ယနေ့ကြီးကျွန်တော်တို့ဆွေးကြရမရှိသေးဘူး။နောက်တစ်အခြေအနေတစ်ခုကကျွန်တော်တို့ဖားကန်ရဲ့အခြေအနေ။အော်ဖားကန်ရဲ့အခြေအနေတင်ပြမယ်ဆိုလက်ရှိဒီဖားကန်မှာကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေဆဲဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရတယ်။ ပြည်နိုင်ဆိုင်ဖြစ်တယ်။ဖားကံမြို့အခြေအနေနဲ့ပတ်သက်ရင်တော့ဒါဒီတက်မလို့ကဖားကံမြို့ကိုဖားကံမြို့မှာရှိတဲ့ကျွန်တော်အရေးပါတဲ့နေရာတွေကိုပြန်ပြီးထိန်းချုပ်နိုင်ဖို့အတွက်ဧပြီလ23ရက်နေ့စပြီးတော့ကျွန်တော်စစ်ကြောင်းကြီး၃ကြောင်းနဲ့ကျွန်တော်နေပြည်တော်မှုတွေလုပ်တယ်။ပြပစစ်ကြောင်းတော့ကျွန်တော်မိုးကောင်းကာမိုင်းနိုင်ရလုံခဲဖားကံအဲ့ဒီလမ်းပိုင်းကိုတက်မလို့ကကျွန်တော်တောက်လျှောက်နေပြည်တော်မှုတွေလုပ်တယ်။နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ကျွန်တော်တို့ဒီနမတိလက်ဝါတနိုင်ဖားကံအဲ့ဒီလမ်းပိုင်းကနေတခါထပ်တက်တယ်။ နောက်ပြလမ်းပိုင်းတကွာတော့ကျွန်တော်အင်းတော်ဖားကအဲ့လမ်းပိုင်းကဆက်တက်တယ်ခွာဗျာကျွန်တော်တတိယပြည့်ဒီစစ်ကြောင်းကြီးသုံးကြောင်းနဲ့ဒီဖားကမျိုးကိုခြိတက်တယ်ခြိတက်တဲ့ခါမှာအကြမ်းဖက်သမားတွေကတော့လမ်းကြောင်းကနေတော့ဖြတ်တောက်မှုတွေတောက်လျှောက်လုပ်တယ် အဓိကတိုက်ပွဲတွေအပြည့်အဝဖြစ်နေတဲ့နေရာကကျွန်တော်တို့ဒါပထမစစ်ကြောင်းဖြစ်တဲ့မိုးကောင်းကမိုင်းလုံခဲဖားကအဲ့ဒီလမ်းပိုင်းမှာကျွန်တော်တို့တိုက်ပွဲတွေပြင်းထန်တာဖြစ်တယ်။အကြမ်းဖက်သမားတွေဒီတပ်မတော်စစ်ကြောင်းတွေတော့ချော့ဖျက်တောက်ဖို့လုပ်တယ်။လုပ်တဲ့ကောင်မှာတပ်မတော်ကကျွန်တော်တို့ဒါထီထီမိမိရှင်းလင်းနိုင်ခဲ့တယ်။လေကြောင်းပြစ်ကူလက်နက်ကြီးပြစ်ကူနဲ့ဒီနေပြည်တော်ချော့ရှင်းတယ်။ရှင်းတဲ့ကောင်မှာဒီကနေ့မေလ20ရက်နေ့မှာဖားကမ်းမြို့နယ်ခေါနမိုင်ကအကွာအကွာရောက်သွားပြီ။ဒီနေ့အပြင်ကျွန်တော်တို့ဖားကမ်းမြို့နယ်ပြောင်းအောင်ကြီးဝါနေကိုရောက်သွားပြီ။တပ်မတော်စစ်ကြောင်းတွေအဲ့ဒီကိုရောက်သွားပြီ။ဖားကမ်းမြို့ကကျွန်တော်တို့ KIA ရဲ့ဒါဘန်တောင်ဝင်ရရှိတဲ့နေရာ တော့တနေ့တနေ့ပြားဒီဖားကန်ဒေတာကထွက်တဲ့ဒီကြောက်စိမ့်တွေကို KI ရရတာမနေဘူးပဲခင်ဗျာအခွန်ကောက်နေတာကျွန်တော်တို့ရှင်းအောင်ပြောမယ်ဆိုခင်ဗျာဒီလက်ရှိလက်ရှိကြပြဝဲတွေပြနေတဲ့ဒီကြောက်စိမ့်တွေထက်ကြောက်စိမ့်ရဲ့အရေးသွေးထက် KI ကနေပြီးတော့ကျွန်တော်တရားမဝင် KI ရဲ့ KI ကနေပြီးတော့ KI ကိုကျွန်တော်အခွန်ပေးပြီးတော့ထွက်တဲ့တရုတ်ကိုထွက်တဲ့ကြောက်စိမ့်ရဲ့အရေးသွေးတော့ခင်ဗျာအများကြီးတားတယ်လို့ဒီကြောက်စိမ့်လုပ်ငန်းရှင်ကပြောတယ်လက်ရှိကျွန်တော်ကြောက်စိမ့်ကုန်တယ်တွေကပြောတယ်ဒီမှာဒီမှာကျွန်တော်တို့ဒီနေပြည်တော်ကပြနေတဲ့ကြောက်စိမ့်တွေထက်ဒီတရားမဝင်ထွက်တဲ့ KI ကိုအမိပြုတရားမဝင်ထွက်တဲ့ကြောက်စိမ့်ကပို့ပြီးတော့ကျွန်တော်ဒီထက်တန်ဖိုးကြီးလို့ပြောတယ် ပြောတယ်ဟောဖားကန်ဒေတာမှာကျွန်တော်တို့ဒီကြောက်စိမ်းတူးဖို့ဆိုရင်နံပါတ်2ချက်ပဲရှိတယ်နံပါတ်1 73စီဝင်လို့မရရင်ကြောက်စိမ်းတွေတူးလို့မရဘူးဒုတိယချက်ကကျွန်တော်တို့ဒီမိုင်းမိုင်းတွေမရှိရင်ကြောက်စိမ်းတူးလို့မရဘူးဒီ2ချက်ဒီနှစ်ချက်ကိုကျွန်တော်ကတ်တတ်ထားနိုင်ရင်တော့ကျွန်တော်တို့ဒါကြောက်စိမ့်တူးလို့မရဘူးတိုးတော်လည်းပဲကျွန်တော်တို့ကြောက်စိမ့်တွေကတူးနေဆဲဖြစ်တယ်။လက်ရှိကျွန်တော်တို့ KI ကတော့တို့ဒါရခင်ကထိချုပ်ခွင့်ရတဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့စာတင်ကျောင်းတွေစာတင်ကျောင်းတွေဖြတ်တယ်စာတင်ကျောင်းတွေအောက်ကနေစာတင်ကျောင်းတွေကိုဖယ်တယ်ဖယ်ပြီးတော့ကျွန်တော်တို့စာတင်ကျောင်း area တွေမှာကြောက်စိမ့်တွေတူးတယ် နောက်တစ်ခါကျွန်တော်ဒီတိုက်နေဆေးဟုတ်တွေကိုဖဲတယ်ဖဲပြီးတိုက်နေဆေးဟုတ်အောက်ထဲမှာရှိတိုက်နေဆေးဟုတ်ကိုတိုက်နေဆေးဟုတ်အောက်ကိုကျွန်တော်တို့ဒီတူးဖော်ပြီးတော့ကြောင်စင်းတွေတူးတယ်နောက်တစ်ခါကျွန်တော်လူတွေရက်ွက်တယ်ဖဲမလားမဖဲဘူးလားမဖဲညာဘက်ဆိုရင်မဖဲတဲ့အိမ်ကျမတို့မဖဲနိုင်ဘူးညာဘက်အဲ့ဒီလူမဖဲဘူးအပြောက်အဲ့လိုတောက်ချောက်ရှင်းတယ်လက်ရှိတက်မလို့ကတော့ကျွန်တော်ရကင်ထိချုပ်ခဲ့တဲ့နေရာတွေဆုံးရှုံးတယ်ဆုံးရှုံးတဲ့မှာအဲ့ဒီနေရာတွေပြန်ပြီးတော့ဆိုးမှုနိုင်မှုတွေအတက်မလို့ကတော့ကျွန်တော်တို့ဖားကန့်ကိုစစ်ကြောင်းကြီး၃ကြောင်းနဲ့ဒါချီတက်လာတယ်လက်ရှိတော့ကျွန်တော်တို့ဒီဖားကန့်မြို့နဲ့ပြားအောင်ကြီးကအဒီပြားကိုကြီးကကျော်သွားပြီဖားကန့်ဘုတ်ဆက်ပြီးဥတည်နေတယ် ဥဒေတွေကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြံမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဖားကန်တဲ့ဗမာမျိုးအခြေအနေကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်ဒုတိယသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မီဆိုနံပလောက်ဝတရားဝင်ကုံတုံမှုကိုတရားဝင်ကုံတုံမှုကိုကျွန်တော်အိန္ဒိယအစိုးရကကန့်သတ်လိုက်တဲ့အခြေအနေလက်ရှိကျွန်တော်တို့ဒီစစ်သွေးကြွအေနဲ့ဒီချင်းလက်နက်ကိုင်ဖွဲ့တွေမိကိုအားထားတဲ့ကုံတုံမှုကကျွန်တော်တို့ဒီမီဆိုနံပြည်နယ်ပါ မီဇိုရန်ပြည်နယ်နဲ့ကျွန်တော်တို့ဒီပလောက်ကနေကုံတော်မှုတွေပြုလုပ်တယ်အဲ့ဒီကနေပေါ့အဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့တစ်ပတ်ချင်းတောင်နှမ်းဘုတ်သွားတယ်တစ်ပတ်ကတော့ကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းကနေသွားတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကနေပြီးတော့ကျွန်တော်တို့ရခိုင်ပြည်နယ်ဒီတောင်ကုတ်ကနေပြီးရခိုင်ပြည်နယ်ဒီတောင်ပိုင်းတွေဖြတ်တယ်ဒါ A ရဲ့ကျွန်တော်တို့စဉ်းစားကြည့်ရ A ရဲ့ဒီရိတ်ခါရရှိရလမ်းကြောင်းပေါ့နောက်တဲ့ရိတ်ခါရရှိရလမ်းကြောင်းကတော့ကျွန်တော်တို့ဒီပြည်တွင်းကဆိုရင်တော့တစ်ပတ်ကကျွန်တော်အေရာဝေးတိုင်းဘက်ကနေပြီးတော့ဒီရခိုင်ပြည်နယ်တောင်ပိုင်းဘက်ကိုကျွန်တော်ဆက်လီတွေနဲ့ဝင်တယ်ပြီးတော့ကျွန်တော်ကုန်းနန်းနေသွားတယ်ပေါ့ကုန်းနန်းနေသွားပြီးတော့ကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းကိုရောက်တယ်အဲ့ဒီကနေပြန်ဖြတ်တယ်ပေါ့နောက်တဲ့လမ်းကြောင်းတစ်ခုကတော့ကျွန်တော်တို့တစ်ပတ်ကျွန်တော်တို့ဒီမကွေးတိုင်းဆောင်းရနေပြီးတော့ဆောင်းရနေပြီးတော့ကျွန်တော်တို့စောကြည့်တွေလမ်းလမ်းအတ င်ကျွန်တော်တို့တစ်ဖက်ကဒီချင်းတောင်တက်တယ်တစ်ဖက်ကတော့ကျွန်တော်တို့ဒီပလောဝဘက်ကိုသွားတယ်အဲဒီလိုကနေပြီးတော့ကျွန်တော်တို့ဒီချင်းတောင်ကင်ဖွဲ့တွေနဲ့တစ်ဖက်ကကျွန်တော်ဆက်သွေးကြော area ရေးခါရရှိနေတာအဓိကတို့ရိတ်ခါရရှိရပင်မလမ်းကြောင်းကဒီပြည်တွင်းကနေပြီးတော့တို့ဒီရိတ်ခါရရှိမှုကအကန့်အသတ်ရှိတယ်ထို့တော့လည်းပဲဒီအိန္ဒိယနိုင်ငံတဲ့ဒီတရားမဝင်ကုန်သွယ်မှုပြုလုပ်တဲ့ဟာကတို့ရဲ့ဒီပင်မကုန်သွယ်ရေးကုန်သွယ်မှုရရှိနေတဲ့ဒီကွန်ပျူစီရရှိတဲ့နေရာလေးဖြစ်တယ်ဒီမီဇိုရန်မီဇိုရန်ပြည်နယ်ပေါ့မီဇိုရန်ပြည်နယ်က ဒါပြီးခဲ့တဲ့ကျွန်တော်တို့16ရက်နေ့မှာတို့ထုတ်ပြန်တယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီဘိုးအစိုးရရဲ့ညွှန်ကြားချက်အရအိန္ဒိယနိုင်ငံမီဆိုရန်ပြည်နယ်လောက်တလိုင်ခရိုင်လောက်တလိုင်ခရိုင်နယ်ဒီပလောဝါကိုပို့ဆောင်နေတဲ့ဒီကုံစီဒီအားလုံးကိုရက်ဆိုင်လိုက်ကြောင်းတို့ဘက်ကထုတ်ပြန်လာတယ်ဒီသတင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံမှာရှိတဲ့ဒီပြည်တွင်းမီ local media တွေပေါ့ဗျာ local media လည်းဒီအခြေအနေကိုကျွန်တော်တို့ဒီတရားဝင်ထုတ်ပြန်လာတာတွေ့ရတယ်တရားဝင်ထုတ်ပြန်လာတယ်အဲ့တော့ဆိုလိုတာကတော့ကျွန်တော်တို့ဒီမေလ16ရက်နေ့ကနေစပြီးတော့ဒီမီဆိုရန်ပြည်နယ်နဲ့ပလောဝါတို့ချိတ်ဆက်ထားတဲ့ကုံတုံမှုလမ်းကြောင်းတွေအားလုံးကို ကုံတုံးမှုလုံးဝမပြုတ်လို့တော့အိန္ဒိယဆိုကရက်လိုက်ပြီရက်လိုက်တဲ့အတွက်ကျွန်တော်တို့ဒီတလားကနေပြီးတော့၃လအတွင်းမှာတလားကနေ၃လအတွင်းမှာချင်းပြည်နယ်မှာရှိတဲ့ချင်းပြည်နယ်မှာရှိတဲ့တနည်းအားဖြင့်စစ်သွေးကြွလောက်အောင်မှာရှိတဲ့နေထိုင်တဲ့ဒေသမှာကျွန်တော်တို့ကုန်စည်ပြတ်တောက်မှုတွေဖြစ်မယ်စက်သုံးစီပြတ်တောက်မှုတွေဖြစ်မယ်စေဝါပြတ်တောက်မှုတွေဖြစ်မယ်လူသုံးဖို့ပစ္စည်းပြတ်တောက်မှုတွေဖြစ်မယ်ဒီဒီဘက်မှာကျွန်တော်တို့ဒီရခိုင်ပြည်နယ်ဘက်မှာရခိုင်ပြည်နယ်တောင်ပိုင်းမြောက်ပိုင်းဒေသတွေမှာဆိုရင်လည်းပဲကျွန်တော်တို့ဒါစေဝါရိတ်ခါလူသုံးကုန်ဒီပြတ်တောက်မှုတွေကကျွန်တော်တို့ဆက်ပြီးတော့ ကြီးကြီးမားမားတွေ့လာမယ်နေတာဖြစ်တယ်အဲ့တော့ဒီအချိန်နေနဲ့ပတ်သက်ရင်အိန္ဒိယအစိုးရကဘလောက်ထိကန့်တတ်နိုင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးဆောင်ကြမှာဖြစ်ပါတယ်ဥပမာကျွန်တော်တလားလောက်ကန့်တတ်ပြီးတော့ပြန်ဖို့မယ်ဆိုတော့တိတ်ပြီးတော့ကြီးကြီးမားမားပြောင်းလဲမှုတော့မဖြစ်နိုင်ဘူးတိုးဆောက်လာပဲကျွန်တော်တို့6လကနေတစ်နှစ်အတွင်းကို6လကနေပြီးတော့တစ်နှစ်အတွင်းကိုဒီရိတ်ကနေဖြတ်တောင်းမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒါစစ်သေးကြွအေနဲ့ဒါချင်းလက်နက်ကိုင်အဖွဲ့ကြီးအရှိုက်ကိုကျွန်တော်တို့ဒါအထုတ်ခံမယ်အနေထားပါပဲကျွန်တော်တို့လက်နက်ကိုင်တစ်ဖွဲ့ရက်တီဖို့ဆိုတာငွေရှိအောင်နဲ့ကျွန်တော်တို့ရက်တီလို့မရဘူးပတ်စံနေရှိနေပြီမဲ့ရက်တီလို့မရဘူးလက်ရှိမှာတော့ကျွန်တော်တို့တစ်ဖက် 你吃吃多少盐呢？你吃了那个盐，放的蛮多的。我这个阿斗那些，八张那是咯，低火的家阵都卤的，你看明年买吃的。 ဒါမျိုးတွေကိုသူတို့တိုက်တဲ့ခါမှာအဲ့မှာရှိတဲ့ဒီစီးပွားရေးဘဏ်တွေကနေငွေတွေရတယ်ပြီးရင်ကျွန်တော်တို့ပုံတွေကဘဏ်တွေကနေပြီးတော့ငွေတွေရတယ်ငွေတွေရတယ်ရွှေတွေရတယ်ဘာပြသူတို့မှကျွန်တော်တို့ငွေဘဏ်တာငွေကအတောင်လေးရှိတယ်ပြီးရင်ကျွန်တော်တို့ချင်းမြင်တဲ့ဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒါချင်းမြင်တဲ့ဘက်ရှိတဲ့မျိုးတွေကိုဒီစစ်စစ်အုပ်စုတော်ဝင်တိုက်တယ်ဝင်တိုက်တဲ့ခါမှာမျိုးပုံမှာရှိတဲ့ကျွန်တော်ဘဏ်တွေကပတ်စံတွေကိုမြောင်မြောင်သာရတယ်ပြီးပုံတွေကဘဏ်တွေထဲကနေပတ်စံတွေမြောင်မြောင်သာရတယ်ပြီးကျွန်တော်စီးပွားရေးဘဏ်ကနေပြီးတော့သူတို့အဲပြည်သူလူထုစုဆောင်လာတဲ့ပတ်စံတွေကိုမြောင်မြောင်သာရတယ်သူတို့ကတော့ကျွန်တော်တို့ဝင်ဝင်တဲ့ပတ်စံရောသူတို့မှကျွန်တော်တောင်းတင်းတဲ့အနေအထားတစ်ခုရှိတယ်သို့တော်လည်းပဲကျွန်တော်ပတ်စံတွေတော့ရှိနိုင်တယ်ရှိနေတယ် ကုံစီတွေဝယ်လို့မရဘူးဆိုရင်လည်းပဲတို့မှာကျွန်တော်အခက်ခဲတော့ရှိတယ်ဒီလက်နက်ကိုက်အခွဲတွေရက်တည်ဖို့ဆိုရင်တို့တို့ကိုတို့ကိုကျွန်တော်တို့ထောက်ပံ့ပေးတယ်တနည်းအားဖြင့်တရားဝင်ကုံတော်မှုပြုတဲ့နိုင်ငံတွေရှိမှသာလင်တို့ရက်တည်လို့ရတာနံပါတ်၁ချက်ကျွန်တော်တို့ KIA ဘာကြောင့်ရက်တည်နိုင်လဲတေဟုဆွေးရတဲ့တို့ပလဲနန္တပလဲနဘာတင်တယ်လို့သူရက်တည်လို့ရတယ်ဒီ KIA ကတေဟုဆွေးကိုကျွန်တော်တို့မြေရှားတပ်ထုတွေတရားဝင်ရောင်းပေးတယ်တေဟုကဝယ်တယ်အဲ့တော့တေဟုကတို့ကိုအဲဒီ KIA လိုတဲ့အရာတွေအားလုံးတေဟုကပံ့ပိုးတယ်ထို့ဒီပါပဲကျွန်တော်တို့ဒီဖက်တစ်ဖက်ကျွန်တော်တို့ရှမ်းပြောက်ဒေသကိုလည်းပြန်ကြည့်လိုက်ပါအဲ့ပါကျွန်တော်တို့ရှမ်းပြောက်ဒေသမှာရှိတဲ့လက်နက်ကိုက်အဖွဲ့တွေ လက်နက်ကိုင်အဖွဲ့တွေဆိုလည်းပဲကျွန်တော်တို့တစ်ဖက်ကဒီနိုင်ငံရေးတရားစတာတွေကိုတရုတ်ကတကူးစင်းနဲ့ဝယ်တယ်။ဝယ်ပြီးသူတို့ကဒီဒီအဖွဲ့တွေလိုတဲ့စားရေးခေါက်ပြထောက်ပံ့တယ်။ဒီလိုနဲ့ပဲသူတို့လက်ပတ်နေတာ။အဲ့တော့လက်နက်ကိုင်အဖွဲ့တွေကျွန်တော်တို့ဒီရှင်သန်လှုပ်ရှားရခြင်းအကြောင်းရင်းရှင်သန်နိုင်ခြင်းအကြောင်းရင်းကသူရဲ့အိန္ဒိယချင်းနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုမှာများစွာကြီးမားမှုတွေရှိတယ်။နောက်ထပ်ကျွန်တော်တို့အိန္ဒိယရဲ့အခြေအနေတခုကဒီမေလ၁၄ရက်နေ့မှာတခုဖြစ်သွားတယ်။အဲ့ဒါကတော့ကျွန်တော်ဒီအိန္ဒိယနဲ့တမူးအိန္ဒိယနဲ့ကျွန်တော်တို့ဒီစကိုင်းလိုက်တမူးမျိုးနယ်အဆက်မြန်မာနဲ့အိန္ဒိယနိုင်ငံရဲ့ဒီနယ်ကြားစီးတနည်းအားဖြင့်တမူးမျိုးနယ် တမူးမျိုးတပါချက်စစ်စစ်ရော PDF ဖွဲ့တွေကထန်စင်းထန်စင်းလားထန်စင်းရောပေါ့ဗျာထန်စင်းရောမှာရှိတဲ့ဒီ PDF ဖွဲ့တွေကသူတို့ကအိန္ဒိယနိုင်ငံတဲ့ကိုဝင်ရောက်ပြီးတော့အိန္ဒိယနိုင်ငံသားတွေပိုက်ဆိုင်တဲ့ကျွန်းတော်တွေစာရိတ်ကတွေကိုလက်နက်နဲ့ဝင်ပြီးဓားတိုက်တယ်ဝင်ယူတယ်ဝင်ယူတဲ့အခါမှာဒီလိုမျိုးဝင်ယူရတာကကျွန်တော်တို့အခါမောင်းမနေတော့ဘူးအဲ့တော့ကျွန်တော်တို့ဒီအိန္ဒိယမှာရှိတဲ့ဒေသလုံးချုပ်တပ်ဖွဲ့တွေကဒီနေပြည်တော်ဝင်ရောက်လာတဲ့ဒီ PDF ဆရာကိုရှင်းပြလိုက်တယ်ရှင်းပြီးတော့ကျွန်တော်တို့ဒါ16ရက်နေ့မှာအလောင်းတွေကိုဒါနေချောင်းကိုပြန်ပို့လိုက်တယ်ပေါ့အဲ့တော့ အိန္ဒိယအစိုးရနဲ့ဒီ NASA ကရဲ့တန်ငင်းတမန်ငင်းတွေကကျွန်တော်တို့ဒါတိတာထင်ရှားတဲ့အနေအထားတစ်ခုကိုရောက်လာပြီရောက်လာပြီအဲ့တော့ရောက်လာတဲ့အတွက်ကျွန်တော်တို့ဒါဒါကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့အခြေအနေပြီးရင်ကျွန်တော်တို့ဒီချင်းပြည်နယ်အခြေအနေကဘာတွေဆက်ပြောင်းဆက်ပြီးတော့ပြောင်းလဲလာမလဲအိန္ဒိယမြန်မာရဲ့ဒီဆက်ဆံရေးတွေတိုးတက်လာမယ်ဆိုရင်တော့ကျွန်တော်တို့လက်နက်ကင်အဖွဲ့တွေဒါရှင်သန်မှုကတော်တော်လေးတော့အခက်အခဲရှိနိုင်ပါတယ်ပြီးခဲ့တဲ့ကာလမှာအိန္ဒိယတပ်မတော်နဲ့မြန်မာတပ်မတော်တို့ဒီတပ်မတော်နဲ့ရပူးပေါင်းပြီးတော့အိန္ဒိယမြန်မာဒေသမှာလှုပ်ရှားနေတဲ့အကြမ်းဖက်တွေကိုနှစ်နိုင်ငံတည်တည်ဖက်လှယ်ပြီးတော့ကျွန်တော်ရှင်းလင်းခဲ့တဲ့အနေအထားတွေတွေ့ရတယ် အဲ့ဒီရဲ့ကျွန်တော်တို့ကျွန်တော်တို့ဒီစစ်စီမှာတော့တကယ်အောင်မြင်မှုကြီးကြီးမားမားရတယ်အကြမ်းဖက်သမားတွေကျွန်တော်တို့ရှင်သန်ခွင့်ရှင်သန်လို့ရတယ်တိုးတော့လည်းကြီးထွားခွင့်မရခဲ့ဘူးကြီးထွားခွင့်မရခဲ့မရခဲ့ဘူးကျွန်တော်တို့ဒီ CNF ဆိုရင်လည်းပဲဒါတို့ဒါရှင်းတဲ့ကွတော့ရရဒီလက်နက်ကိုင်ဖွဲ့ကြီးကျွန်တော်ကြီးထွားခွင့်မရခဲ့ဘူးတိုးတော်လည်းပဲကျွန်တော်တို့ဒီ2021ကာလနောက်ပိုင်းမှာကျွန်တော်အိန္ဒိယအစိုးရကလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တို့ဒါကျွန်တော်တို့ဒီလက်နက်ကိုင်အဖွဲ့တွေကိုတိုးဝိုက်တော်နည်းနဲ့ဒီပြည်နယ်အစိုးရအဖွဲ့တွေကပံ့ပိုးမှုတွေလုပ်တယ်ပြည်နယ်အစိုးရအဖွဲ့တွေကပံ့ပိုးမှုတွေလုပ်တဲ့အတွက်ဒီလက်နက်ကိုင်အဖွဲ့တွေ ကြီးလာတယ်ဒေသမှာကျွန်တော်မတည်မငြိမ်မှုတွေဖြစ်တယ်ဒီကျွန်တော်တို့ချင်းပြည်နယ်မှာမတည်ငြိမ်မတည်မငြိမ်မှုတွေကတစ်ဖက်ကျွန်တော်တို့ဒါဒါကျွန်တော်တို့မီဆိုရန်ပြည်နယ်ထဲမှာလည်းတကယ်ဒီလူမျိုးစုတွေကြာကျွန်တော်ပို့တိုက်မှုတွေဖြစ်တယ်လူမျိုးစုနေရာကြာကျွန်တော်တပ်ဖြတ်မှုတွေဖြစ်တယ်ပြီးလူမျိုးပြိပက္ခတွေပါကျွန်တော်ဖြစ်ပေါ်လာတဲ့အနေအထားတွေပါတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီတရုတ်ပြောချောမယ်ဆိုတော့ဒီမြန်မာနိုင်ငံတည်ငြိမ်ရေးအတွက်ဒါအိန္ဒိယအစိုးရကသူဘယ်လောက်ထိဒီတက်ပို့ပြီးတော့ပြည်ပြထန်ထန်ဆက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးဆောင်ရွက်ပေးနိုင်မလဲဆောင်ရွက်ပေးမလဲဆိုတော့ကျွန်တော်တို့ဒါဆက်ပြီးကြည့်ရမှာဖြစ်ပါတယ် ောက်ထပ်သတင်းပို့ဆက်ပြီးတပြပေးချင်ပါတယ်ဒါကတော့ဒါကျွန်တော်တို့ဒီရွှေခေါင်းလောင်းဆရာတော်တို့ခေါ်တဲ့ဒီဆိုင်းရေပေါ့ဗျာရွှေခေါင်းလောင်းဆရာတော်ခေါ်ဆိုင်းရေအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ခင်ဗျားတို့မြင်ပါလိမ့်မယ်ခေါင်းကလော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 င်းလော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 င်းကလောင်းကလောင်းလောင်းဆိုသူကဒီဘာသာရေးဟောပြောမှုမှာသူအဆုံးရောက်တယ်ဘာသာရေးဟောပြောမှုမှာဆုံးဆုံးဆုံးရောက်တယ်ဒီဗုဒ္ဓဘာသာကိုသူချိုးနေပြီးတော့ပြောဆိုတာကြီးကျွန်တော်မကြာခဏတွေ့ရတယ်နောက်တစ်ခုကသူကဒီရှမ်းမြောက်ဒေသမှာဂေယာတွေဖွင့်ပြီးတော့ဒါကလေးငယ်တွေကိုသူတို့ကလေးငယ်တွေကို လေးငယ်တို့ကျွန်တော်တို့အရွယ်ရောက်တဲ့ကလေးငယ်တွေကိုယောက်ျားသားဆိုရင်ကျွန်တော်တို့ဒီလက်နက်ကိုင်အဖွဲ့တွေကိုပို့လာတယ်။ main ကလေးငယ်တို့သူကိုယ်တိုင်လင်ဂျုံပြုတ်လာတယ်။လင်အကြမ်းဖက်မှုပြုတ်လောက်တာတွေနဲ့နေမကြီးနေတယ်သူ။ဆိုင်းသူ့ကိုပြီးခဲ့တဲ့ဒီ2014ခုနှစ်စက်တင်ဘာလ10ရက်နေ့ညပိုင်းမှာရှမ်းပြည်နယ်အရှေ့ပိုင်းတာလီမြို့မှာသူ့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့တယ်။ဖမ်းဆီးနိုင်ပြီးတဲ့နောက်ပိုင်းမှာဒါသူ့ကိုကျွန်တော်တို့ဒီကျူးလွန်တဲ့ပြစ်မှုတွေအရာဒါစစ်ဆေးတယ်နောက်ပိုင်းမှာကျွန်တော်တရားရုံးကတရားရုံးကကျွန်တော်တို့ဒီအမိန့်ချလိုက်တဲ့အခါမှာ1000နဲ့16နဲ့3လ ါကြခံလိုက်ရတယ်လို့သူရဲ့အမျိုးသမီးဖြစ်တဲ့သူကတော့ကျွန်တော်တို့ဒါတရားဝင်သူ live လုပ်ပြီးတော့ပြောခဲ့တဲ့ file ကျွန်တော်တွေ့လိုက်ရတယ်တွေ့လိုက်ရတယ်လက်ရှိမှာသူ့ကိုဒါကျွန်တော်တို့ဒီကျိုင်းတုံကိုပို့ဆောင်လိုက်တယ်လို့သူရဲ့အမျိုးသမီးရဲ့ရုပ်သား file တမှာကျွန်တော်နားထောင်လိုက်ရတယ်နားထောင်လိုက်ရတယ်အဲ့တော့ဆိုင်းအေးရဲ့ဇာတိကရှမ်းပြည်နယ်အရှိပိုင်းကျိုင်းတုံမြို့နယ်ကန္နာလုံးရွာလို့သိရတယ်သူကကျွန်တော်တို့ဒီဂရရီဖွင့်တဲ့နေရာကတိမ့်နေတဲ့ကုတ်ခိုင်မှာသူကဒီဘာသာရေးအမိခံ အဲဒီကန့်နေဖွင့်တယ်ဗျာတင်တန်းနေဖွင့်တယ်အဆောင်နေဖွင့်တယ်ဗျာအဆောင်နေဖွင့်တယ်ဖွင့်ပြီးတော့သူကဒီအမျိုးသမီးငယ်တွေဆိုလဲသူလိန်ညုံပြုတ်တယ်ပြီးရင်ကျွန်တော်အမျိုးသားတွေဆိုလဲအမျိုးကလေးငယ်တွေပေါ့ဗျာအမျိုးသားကလေးငယ်တွေဆိုရင်လည်းပဲဒီ TNL တို့ဒီ MMD တို့အဲ့ဒီအဖွဲ့တွေကိုသူကပြန်ရောင်းစားတယ်ပေါ့လူသစ်စုပေးတယ်ပေါ့သူအဲ့လိုနာမည်ကြီးတယ်ပြီးရင်ကျွန်တော်ဒီစိုင်းတဲ့ဒီအမျိုးသမီးငယ်တွေရဲ့ဒီ interview တွေကြည့်လိုက်ပါဒီဒီကျွန်တော်တို့တောင်းတောင်းအမေးဖြေတွေကြည့်လိုက်ပါအဲ့မှာဆိုဒီကျွန်တော်တို့ဒီလိန်နဲ့ပတ်သက်တဲ့ကိစ္စတွေအောက်ပိုင်းကိစ္စတွေနဲ့ပဲသူပတ်လဲရိုက်နေတာပတ်လဲရိုက်ရင်ဒါတွေနဲ့ပဲသူကနာမည်ကြီးရဲ့သူ သူ့ကိုဒီတရုတ်ဆိုးရကလည်းပြီးခဲ့တဲ့2013ခုနှစ်လောက်မှာသူ့ကိုတရုတ်ဆိုးရကလည်းဒီဘာလိုက်အကြမ်းဖက်ဟောပြောမှုနဲ့ပတ်သက်ပြီးတော့သူ့ကိုကျွန်တော်တို့ဒီတရုတ်နိုင်ငံကနေပြီးတော့ပြင်းနေပြင်းနေတာပြေးလိုက်တယ်ပေါ့အဲ့တော့ပြင်းနေပြေးလိုက်တဲ့ကောင်မှာမြန်မာနိုင်ငံရောက်လာတယ်ပြီးကျွန်တော်ထိုင်းအောင်သူသွားတယ်ထိုင်းအောင်သွားတဲ့ကောင်မှာဒီလိုမျိုးကြီးဘာသာရေးအကြမ်းဖက်မှုတွေဟောပြောတဲ့အတွက်ထိုင်းစွာကလည်းသူပြင်းနေတာပေးတယ်ပြလိုက်တဲ့ကောင်မြန်မာနိုင်ငံကိုရောက်လာတယ်မြန်မာနိုင်ငံကိုရောက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ချမ်းမြေမြောက်ပိုင်းတိမ့်နေတဲ့ကိုယ်ကိုင်မှာသူကဒီဘာသာရေးကန့်နေ ဘာတိုင်းကိုက်တယ်ဘာတိုင်းဂီယာတွေလုတ်တယ်အမျိုးသမီးငယ်တွေဆိုလိန်ညုံပြုတ်တယ်နောက်ဆုံးခင်ဗျာဒီအမျိုးသမီးငယ်တွေနဲ့ဒါကျွန်တော်တို့ MMD တို့ထံပို့တယ်တရားတယ်လူတွေပို့တယ်ပို့ပြီးတော့အမှဒီဖာခန်းတွေသူပို့တယ်ပေါ့ဗျာပတ်ဆက်ယူပြီးတော့သူလူကြောင်းလာတယ်လုတ်တယ်အဲဒီလောက်တောင်ကျွန်တော်တို့ကနာမည်ကြီးပါတယ်သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကချင်နှစ်ချင်းခရီးရခရီးအဖွဲ့ချုပ် KBC ကလည်း KBC ကလည်းသူ့ကိုကျွန်တော်တို့ဒါကချင်ပြည်နယ်ကိုမလာဖို့တရားဝင်ကျွန်တော်တို့စာရေးထုတ်တယ်ပြီးွားရင်ဒီဒီဆိုင်ရဲ့ပြောဆိုမှုတွေက ခရိယဘာသာကြီးအသိဖွဲ့အနေနဲ့လုံးဝသက်ဆိုင်မှုမရှိကြောင်းခရိယဘာသာကြီးအသိဖွဲ့တွေကလည်းကျွန်တော်တို့ထုတ်ပြန်မှုတွေထုတ်တယ်။ဒါတော့ကျွန်တော်တို့စိုင်းရဲ့အခြေအနေလက်ရှိကျွန်တော်တို့စိုင်းရဲ့ဘောတော့ထောင်းတန်းထောင်းတန်းကျွန်တော်တို့၁၆နှစ်နဲ့၁၆နှစ်နဲ့ကျွန်တော်တို့၁၆နှစ်နဲ့၃လအမိန့်ချမှတ်လိုက်တဲ့သူအမှုရဆိုင်ရတဲ့ကာလကတော့ကျွန်တော်တို့၈လနဲ့၃ရက်ကြာတယ်လို့သိရတယ်။သူ့ကိုကျွန်တော်အမိန့်ချတဲ့ရက်က၂၀၂၅ခုနှစ်မေလ၁၅ရက်နေ့မှာအမိန့်ချလိုက်တယ်။ပြည်ပမီယာကိုနည်းနည်းရက်ကနေကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။